စီးပွားရေးလုပ်ငန်းရှင်တတိချစ်သူစီကနေရရှိခဲ့တဲ့မွေးနေ့လက်ဆောင်ကြောင်းမျက်ရည်ကြားခဲ့ရတဲ့အစိုးရနဲ့တရုတ်ဆောင်မီမင်္ဂလာပါပရိသတ်ကြီးရင်မိကတော့ကိုပိုင်စတိုင်လေးနဲ့ချစ်စရာကောင်းတဲ့အတန်ချိုချိုလေးကြောင်းဂီတာလောကမှာနေရာရကအောင်မြင်မှုတွေရရှိလာခဲ့တာပဲဖြစ်ပါတယ်။မိကတရုတ်ဆောင်တရားအနည်းနဲ့အနုပညာလောကကိုအရင်ဆုံးခြေချခဲ့ပေမယ့်အစိုးပိုင်းမှာပို့ပြီးတော့အောင်မြင်နေတာလည်းဖြစ်ပါတယ်။ ဒါအပြင်မိကခက်လူငယ်စံပြီးဖက်ရှင်လဲအမြဲတမ်းဆက်သစ်နေတာမို့မင်းကလေးပြိသက်တွေရဲ့သဘောကျနှစ်သက်ခြင်းကိုလည်းခံရတာဖြစ်ပါတယ်။အမြဲတမ်းမိမိုက်နေတဲ့မိရဲ့လက်တွဲပေါ်ကိုလည်းအားလုံးကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။အစောပိုင်းမှာတော့အလင်းရောင်နဲ့အချစ်သူတွေဖြစ်နေကြတဲ့ဆိုပြီးတော့ထင်ကြီးပြီးခဲ့ကြပါသေးတယ်။ဒါပေမဲ့အလင်းရောင်နဲ့မိတို့ကချစ်သူတွေမဟုတ်ပဲတငယ်ချင်းတွေဖြစ်နေကြတာပါ။အရန်ကိုရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်နေတာကြောင့်အားလုံးကအထင်လွဲနေကြတာလည်းဖြစ်ပါတယ်။ မိရဲ့ချစ်သူကောင်းလေးကစီးပွားရေးလုပ်ငန်းရှင်တအူးဖြစ်ပါတယ်။ပြီးခဲ့တဲ့လမှာထုတ်ခဲ့တဲ့စတိန်ကားသချင်းမှာမိကသူ့ရဲ့ချစ်သူကောင်းလေးနဲ့တွဲဖက်ခါတယောက်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ချစ်သူကောင်းလေးရဲ့မျက်နှာကိုတော့ချမပြခဲ့ပါဘူး။ပြီးခဲ့တဲ့မေလာနှစ်ရက်နေ့ကအဆိုတော်မိရဲ့မွေးနေ့ဖြစ်ပြီးအဲ့ဒီမွေးနေ့လေးမှာပဲမိရဲ့ချစ်သူကောင်းလေးကိုတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။မိရဲ့မွေးနေ့မှာအတိမိတ်ဆွေတငယ်ချင်းတွေနဲ့အတူတူစားတောက်ခါပျော်ကြားဖို့လှုပ်ထားတာဖြစ်ပါတယ်။တငယ်ချင်းတွေနဲ့တွေ့ဖို့သွားရင်းနဲ့ ဆိုင်မာချစ်သူကောင်းလေးကမိအတွက် surprise အစီအစဉ်တွေစီစဉ်ပေးထားခဲ့တာလည်းဖြစ်ပါတယ်။မိအတွက်မွေးနေ့ကိန်းနဲ့ surprise လုပ်ပေးခဲ့တာဖြစ်တယ်လို့အားအသင့်သွားအောင်တငယ်ချင်းတွေအားလုံးကအထူးစီစဉ်လေးအနေနဲ့ပတ်မှုပေးခဲ့တာပါ။မမျှော်လင့်မဲ surprise တိုက်ခံလိုက်ရတဲ့အတွက်မိကအယံကိုပျော်ရှင်သွားပါတယ်။ချစ်သူကောင်းလေးနဲ့အတူတူဝင်လာတဲ့အချိန်မှာ surprise တိုက်ခံလိုက်ရပြီးတံမိုးထားခံလိုက်ရတဲ့အတွက်မိကမျက်ရည်တွေပါကြားခဲ့ရတာပါ။ပျော်လွန်းလို့စိတ်မထိန်နိုင်မဲငိုသွားခဲ့တာဖြစ်ပါတယ်။ မိအတွက်တော့ပျော်ရွှင်စရာမွေးနေ့ပွဲလေးဖြစ်သွားခဲ့တာပါမကြခင်မှာပဲမိတယောက်စွန်တော့မယ်ဆိုပြီးတော့လဲခံမှန်းနေကြတာဖြစ်ပါတယ်မိကတည်တည်တွတ်တွတ်လေးနဲ့လှပါတာကြောင့်တချို့ပြိသက်တွေကတော့နှမျောနေကြတာပါမိကအနုပညာလောကမှာရပ်တည်လာတဲ့အချိန်မှာသူ့ရဲ့အနုပညာစစ်စစ်နဲ့သာအောင်မြင်အောင်ကြိုးစားနေတာလည်းဖြစ်ပါတယ်ပွဲရှာတာမျိုးလည်းမရှိသလိုပေါ်ပင်လည်းမလုပ်ဘဲနမေရအောင်ကြိုးစားနေတဲ့သူတယောက်လည်းဖြစ်ပါတယ်တုံနေအောင်အခြေခံရတဲ့အပြင် အရေးတကြီးကြီးနဲ့အခြေခံနေရတဲ့မိအပေါ်ပြည်သက်တွေ့ရဲ့အမြင်လေးကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်။